ော်တော်တော်ပြအေးမြင်းနဲ့မြင်းနဲ့ကြီးမြင်းအားလုံးမင်္ဂလာပါဒီတစ်ပတ်ကျွန်တော်တို့သခင်တွေ channel ကနေ PDF insights page မှာ ဖော်ပြထားတဲ့မြေပြန်သားတန်း30တော်လန်ရေးဗဟိုချက်ဆိုတဲ့ဆောင်းပါးကိုဖတ်ကြားတင်ဆက်ပေးသွားပါမယ်ဒီအပိုင်းပြည်တွင်း CA အခြေအနေ နိုင်ငံကအခြေအနေတွေကြောင့်တော်လှန်ရေးအင်အားစုတွေကြားမှာစဉ်းစားမှုအမျိုးမျိုးရှိလာပါတယ်။အကြမ်းဖက်စစ်တပ်ဖက်ကလည်းအောင်မြင်မှုလေးတွေကိုအောင်မြင်မှုကြီးတွေအဖြစ်နဲ့စိတ်သက်စစ်ဆင်ရေးတွေလုပ်ပြီးတော့ပုံရိပ်ရောင်တွေဖန်တီးပြီးထိုးနှက်မှုတွေရှိလာတာကြောင့်လည်းပါပါတယ်။ဘလို့ပဲခက်ခဲကြုံကြုံမြေပြန့်ဒေသတိုင်းတွေဖြစ်တဲ့စကိုင်းမခွေမန္တလေးပဲခူးရန်ကုန် ARD တိုင်း6တိုင်းနဲ့ ဲ့ဒီမြေပြန်ဒေတာကလူရည်တန်း30ကျော်ကလည်းစုစုစီစီနဲ့ရုံးကန်တိုက်ခိုက်မယ်ဆိုလို့ရှိရင်အကြမ်းဖက်ဆရာနာရှင်တွေကိုမချေမုန်းနိုင်စရာအကြောင်းမရှိပါဘူးဒီလိုပြောလို့တောင်တန်းသားတွေရဲ့အားကအေးမကြီးဘူးလို့မဆိုလိုပါဘူးလူဦးတော်လန်ကြီးမှာ တောင်တန်းသားတွေတိုင်းသားတော်လန်ကြီးအဖွဲ့အစည်းတွေဟာတက်နိုင်သမျှကူညီပါဝင် ပေးခဲ့ကြပြီးတော့ယခုလည်းဆက်လက်ကူညီနေသေးဖြစ်ပါတယ်စစ်အာဏာရှင်တွေအကြောက်ဆုံးကလည်း တောင်တန်းအင်အားစုတွေနဲ့လူများစုဖြစ်တဲ့မြေပြန်သားတွေပေါင်းစည်းသွားမှာကိုမလိုလားတာပဲဖြစ်ပါတယ်။လူဦးတော်လိုင်းကြီးကာလမှာတောင်တန်းနဲ့မြေပြန်ဟာ အဖွဲ့အစည်းအဆင့်မှာသာမကပဲအောက်ခြေပြည်သူတွေအဆင့်ရဲဘော်တွေအဆင့်မှာပါနားလည်မှုရှိလာပြီးတော့သွေးစည်းညင်ညွတ်လာပါတယ်။ဒီလိုခွန်အားတွေကြောင့်လဲစစ်အုပ်စုကစစ်တိုင်းဌာနချုပ်တရင်ဌာနချုပ်တွေထိပါလက်လွတ်ဆုံးရှုံးရတာဖြစ်ပါတယ်။ တစ်ဖက်မှာလဲတချို့တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေဟာတိုက်ပွဲရှည်ကြလာမှုတွေအိန္ဒိယချင်းနိုင်ငံတွေရဲ့ဖိအားပေးမှုတွေကြောင့်တော်လှန်ရေးမှာခဏတာဆိုင်းငံ့ထားရတာမျိုးတွေလည်းရှိလာပါတယ်ဒီလိုအခြေအနေမျိုးမှာမြေပြန်ဒေတာတိုင်း6ခုကဒေတာကံပြည်သူတန်း30ကျော်ရဲ့ရုံထောင်းမှုကိုတည်တည်ချာချာစုစည်းနိုင်ရင်စစ်အုပ်စုကို ခြေမုံနိုင်မှာဖြစ်ပါတယ်တန်း30ကျော်ဆိုတဲ့အင်အားဟာမနှဲပါဘူး ဒီနေရာမှာစေအောင်စုလိုလားသူ တချို့ကိုဖယ်ထုတ်လိုက်ရင်တော့အင်အားဟာတန်း30နီးပါးအထိရှိပါတယ်မြမပြည်တော်လှန်ရေးတမိုင်းကို ပြန်ကြည့်ရင်တချို့တိုင်းသားတော်လှန်ရေးအဖွဲ့တွေဟာသူတို့ရဲ့သက်ဆိုင်ရာလူမျိုးစုအင်အားစုနဲ့စေအောင်စုထိုးစစ်တွေကိုတဖွဲ့တည်းကြက်ကြက်ခံခဲ့ရတဲ့တမိုင်းဆင်လာရှိဘူးပါတယ်အထင်ရှားဆုံးကတော့1990ပြည့်လွန်ကရင်မျိုးသားစီယုံ KNU နဲ့ 2010ပြည်လုံးနှစ်တွေက ကချင်လွတ်လပ်ရေးဖွဲ့ KIA တို့ပဲဖြစ်ပါတယ်။အရှိမျောက်ဗမာပြည်ကွန်မြူနတီပါတီလက်နက်ကိုင်တော်လှန်ရေးပြိုလဲပြီးချိန်1990ပြည်လုံးနှစ်တွေမှာတောင်ပိုင်း KNU ကစစ်တပ်ရဲ့ကြီးမားတဲ့ထိုးစစ်တွေကိုရင်ဆိုင်ခဲ့ရပြီးတော့2010ခုနှစ်ဒီမိုကရေစီအသွင်ကူးပြောင်းကာလအချိန်မှာမြောက်ပိုင်းကကချင် KIA နဲ့ KIA အဖွဲ့တွေကလည်း စစ်တပ်ရဲ့ပြင်းထန်တဲ့စီးရီးဖီအားတွေကိုခံခဲ့ရဖို့ပါတယ်။နှွေဦးတော်လိုင်းကြီးကာလမှာအဲ့ဒီအဖွဲ့နှစ်ဖွဲ့ဟာစစ်တပ်ကိုပြက်ပြက်သားသားရင်ဆိုင်လျက်ရှိတယ်လို့ကြီးမားတဲ့စီးရီးအောင်မြင်မှုတွေလည်းရရှိထားပါတယ်။အဲ့ဒီအဖွဲ့စည်းနှစ်ခုရဲ့လူဦးရေဟာပမာဏအများကြီးမများလာပါဘူး။တန်ကနန်တချို့ပဲရှိပါပဲ။လက်ရှိຫນွေဦးတော်လှန်ရေးရဲ့အဓိကပင်မလူဦးရေဖြစ်တဲ့ မြေပြန်သားစုစုပေါင်းကတော့တန်း30ပတ်ချလဲမှာရှိပါတယ်။ဒီအားကိုသာစနစ်တကျစူးစီးနိုင်ရင်ဘလို့သောဖီအားတွေကြီးမားပါသည်စစ်တပ်ကိုအနိုင်ယူနိုင်မှာပဲဖြစ်ပါတယ်။လူဦးတော်လိုက်အစကလက်နဲ့မရှိစစ်ပညာစနစ်တကျမတက်တဲ့အခြေအနေမှာတော့အောင်မြင်မှုတွေရရှိနိုင်အောင်မြေပြန်သားတွေဟာစွမ်းဆောင်နိုင်ခဲ့ကြပါတယ်။တစ်ဖက်ကကြည့်ရင် မြို့သားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော်ပကဖနဲ့နှွေဦးလက်နက်ကင်အဖွဲ့အစည်းတွေဟာလေမြေပြန့်စစ်မဟာဗျူဟာစစ်ပညာစစ်တပ်တည်ဆောက်မှုနေမြေအုပ်ချုပ်မှုနဲ့ပတ်သက်ပြီးအတွေ့အကြုံတချို့ရရှိခဲ့ပြီးဖြစ်ပါတယ်။ကမ္ဘာတော်လှန်ရေးသမိုင်းကိုပြန်ကြည့်ရင်လဲအနေအမြင့်အတက်ကြတွေ အလှည့်အပြောင်းတွေဆိုတာရှိသမဲပါပဲ။မြေပြန့်တော်လှန်ရေးအင်အားစုတွေဟာ ဘာမှမရှိတဲ့အခြေအနေကနေစကန်သိန်းမြို့သိန်းတိုက်ပွဲတွေဆင်နွှဲလာနိုင်ပြီဖြစ်ပါတယ်။လေးနှစ်တာလက်နက်ကင်တော်လိုင်းရေးမှာမြေပြန့်လူမှုအခြေအနေကိုလက်နဲ့အခြေအနေနီးပညာအခြေအနေခေယံထောက်ပံ့မှုအခြေအနေတက်တွေရဲ့လေ့ကျင့်မှုအခြေအနေတွေရဘယ်စစ်မဟာဗျူဟာကလက်တွေ့အလုပ်ဖြစ်တယ်ဘယ်နည်းလမ်းကအလုပ်မဖြစ်ဘူးဆိုတာကိုလေစာရိတ်လက်တွေ့ ခါသီးတဲ့အတွေ့အကြုံတွေကသိရှိပြီးဖြစ်ပါတယ်။လက်တွေ့ကြုံတွေ့မှုတွေကနေကိုယ်နဲ့အကန့်ညီဆုံးစစ်ဗဟာဗျူဟာတွေကိုလေ့လာစစ်ထုတ်ကြပြီးလည်းဖြစ်ပါတယ်။ဒါတော်လည်းအေးတိုင်းမှာကြုံတွေ့ရတဲ့သဘာဝပဲဖြစ်ပါတယ်။လက်တွေ့မဖြတ်တမ်းပဲစာတွေအဖြစ် အကောင်းဆုံးပေါင်းဆက်ဖော်ထုတ်နိုင်ရင်တော့အကောင်းဆုံးဖြစ်ပါတယ်။စီးသီးသန့်ကို ကြည့်ရင်မြေပြန့်ဒေတာမှာ ရန်သူဟာ မုံရွာလိုတိုင်းစစ်ဌာနချုပ်ရွှေဘိုလိုစစ်တပ်အများကြီးရှိတဲ့မြို့တွေအနီးအနားမှာပါအပြည့်အဝစိုးမိုးနိုင်ထားခြင်းမရှိပါဘူးလက်နက်ကြီးနဲ့ကြီးလုံလောက်မှုမရှိတဲ့တော်လှန်ရေးဖွဲ့စည်းတွေဟာဒီစစ်တပ်ရဲ့ထိုးစစ်တွေကိုယာယီရှောင်တိန်နိုင်တယ်လို့အခါခွင့်တင့်တာနဲ့အထိနာအောင်လေပြန်လဲပြီးတော့တိုက်ခိုက်နိုင်စေပဲဖြစ်ပါတယ် စစ်ကြောင်းလိုက်ခြေမုံနိုင်မှုတွေအထိနောင်တိုက်ခိုက်နိုင်မှုတွေကလည်းပုံမှန်ရရှိလာပါတယ်စစ်စင်တိုက်ခိုက်မှုကိုလိုအပ်လာရင်ဒေါ်ရင်းနဲ့တောင်ပေါ်ပါမကပဲနဲ့ရန်ကုန်မန္တလေးလိုမြို့တွေတဲ့အထိကိုလိုအပ်တယ်လို့တိုက်ခိုက်နိုင်နေသေးပဲဖြစ်ပါတယ်ဒါရီဟာကိုဘကအခုချိန်အထိအသာစီးရရှိနေမှုပါတစ်ဖက်မှာလည်းခန့်စစ်တွေနဲ့တိုက်တဲ့ဒေသတွေမှာ လက်နဲ့ကြီးတာတဲ့ရန်သူဖီအားကိုခံရတာမျိုးတွေလည်းရှိနေပါတယ်။လေးနှစ်ကျော်အတွေ့အကြုံနဲ့ဒီလောက်အထိခုခံတိုက်ခိုက်နိုင်တယ်ဆိုတာလေကြီးမားတဲ့စီရင်အောင်မြင်မှုလို့ပြောရမှာဖြစ်ပါတယ်။လှုပ်ရှားစစ်နယ်ကိုမန္တလေးမကွေးပဲခူးတိုင်းတွေမှာ ပုံမှန်ချက်ထုတ်နိုင်နေတာမျိုးလည်းရှိပါတယ်။အုတ်ချုပ်ရေးပိုင်းနိုင်ငံရေးပိုင်းအရာကြည့်ရင် အထက်ကပေါ်ပြထားတဲ့စီရီအခြေအနေအောက်မှာမြေပြန့်တန်း30ကျော်ကိုညင်ညွတ်ညွတ်ဖြစ်အောင်တော်လန်ရေးရအစင်သင့်ဖြစ်နေအောင်စစ်ကာလာနဲ့ကိုက်ကြီးတဲ့စီရီလှုံ့ဆော်မှုရှိနေအောင်စူးစီးနိုင်ရင် ကြီးမားတဲ့နိုင်ငံတကာဖီအားတွေစစ်တပ်ရဲ့လက်နက်ကြီးတွေအခြေပြုတဲ့စီရီဖီအားတွေကိုရင်ဆိုင်ကျော်လွှားနိုင်မှာပဲဖြစ်ပါတယ်ဒိုင်းနာတော်လန်ရေးအဖွဲ့အသီးသီးကလည်း သူတို့ရဲ့တက်ဆိုင်ရာနေမြေတွေမှာနောက်ခံလူဦးရေမကြီးမားလှတာတော့ရန်သူကို အနိုင်ယူပြပြီးဖြစ်ပါတယ်။မြေပြန်သားတန်း30ဟာတော်လှန်ရေးရဲ့ဗိုလ်ချက်ဖြစ်ပြီးတော့ရန်သူကိုခြေမုံအနိုင်ယူမဲ့သူတွေပဲဖြစ်တယ်လို့ဖတ်ကြားတင်ဆက်ပေးလိုက်ရပါတယ်။ PDF inside page ကစောင်းမားကိုကျွန်တော်တခင်တွေဖတ်ကြားတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့တခင်တွေ channel ကနေမြန်မာနိုင်ငံရဲ့စီးရေးနိုင်ငံရေးစတဲ့အခြေအနေတွေကို အချိန်နဲ့တပြေးညီသိရှိနိုင်မှုအတွက်ကျွန်တော်တို့သခင်တွေ channel ကို subscribe လုပ်ထားကြဖို့လည်းအမိကြပါနဲ့ဦးနော်အစီအစဉ်ကိုစာဆုံးနားဆင်ပေးခဲ့ကြတဲ့အတွက်ပရိသတ်ကြီးအားလုံးဘေးကင်းကြပါပြီးစီးပွားလာလာပါတွေတိုးတက်ကြပါစေလို့လည်းကျွန်တော်သခင်တွေကဆုတောင်းပေးလိုက်ပါတယ်